စပိန်ညဆိုင်ကိုညတိုင်းလိုလိုနှောက်ရှက်နေတဲ့မမြင်ရတဲ့အရာတစ်ခု ဗိဒ္ဓမြအလုံးမဲမင်္ဂလာပါဂျပန်နိုင်ငံကစပင်းညဆိုင်ပိုင်ရှင်တိုးကသူမဆိုင်မှာကြုံတွေ့နေရတဲ့စိတ်ချောက်ချားစရာကိစ္စတစ်ခုကိုပြောပြလာခဲ့တာပါအဲ့ဒါကတော့ပရာစီပေါက်ပြီးတော့သူမရဲ့ဆိုင်ကိုမမြင်ရတဲ့အရာတွေကနှောက်ရှက်နေတယ်ဆိုတာပါပဲညနေအပုတ်ချိန်ရောက်လာပြီးဆိုတာနဲ့ဆိုင်တကားကြီးကလူလဲမလာဘဲနဲ့သူ့ဟာသူခဏခဏပွင့်နေတတ်တယ်လို့ပိုင်ပိုင်ရှင်အမျိုးသမီးကဆိုပါတယ်အော်တိုတကားဖြစ်လို့တကားအရှိန်လူရောက်တာနဲ့အလုံးလျောက်ပွင့်တာမှန်ပေမဲ့လေအခုကလူလဲမရှိဘဲနဲ့ပွင့်နေတာပါအပြင်ကိုထွက်ချလိုက်ရင်လေလူအရေးရောင်ကိုမ တွေ့ရပါဘူး။မသိရင်တယောက်ယောက်ကအแทးကိုဝင်ချင်နေသလိုပဲလို့ဆိုင်ရှင်ကဆိုပါတယ်။တေးချရာတခုကတော့အဲ့ဒီတယောက်ဆိုတာကလူမဟုတ်တာကတော့အမှန်ပါပဲ။အခုလောစိတ်ချောက်ချားစရာတွေဖြစ်နေတာကြောင့်ဝန်ထမ်းတွေကလည်းကြောက်နေကြသလို customer တွေကလည်းစိုင်းကိုမလာရဲကြတော့ဘူး။ပိုပြီးထူးဆန်းတာတခုကမနက်ပိုင်းဆိုရင်အဲ့ဒီတကားကြီးကသူ့အတူပုံမှန်အလုံးလောက်ပါတယ်။လူမလာပဲပွင့်လာတော့တကားကြောင်တာတော့ဘာတခုမှမရှိဘူး။စောနာကပြောခဲ့တဲ့ချောက်ချားစရာကိစ္စကြီးကညဘက်ရောက်တိုင်းမှာပဲဇက်တိုက်ဆိုသလိုဖြစ်နေခဲ့တာပါ။ ီအချက်ကိုကြည့်အောင်နဲ့တင်လူမလာပဲတကားပွင့်နေတာကအမှန်တကယ်တကားပြက်နေလို့မဟုတ်ဖိအခြားအကြောင်းအရာတစ်ခုခုကြောင့်ဆိုတာထင်ရှားပါတယ်မမြင်ရတဲ့အရာတစ်ခုကတကားရဲ့အာယုံခံစနစ်ကိုနှောက်ယှက်နေခဲ့ရပါဒီလိုအဆုံးစွန်ထိမတွေးသေးခင်မှာစိုင်းဝင်နန်းနေလေဖြစ်နိုင်ခြင်းမှန်သမျှကိုစ조사ပြီးဝိုင်းဝန်းစဉ်းစားပေးခဲ့ကြတယ်ဒီကလိမ္မော်ရောင်စပင်နဲ့အမျိုးသမီးတယောက်ကလည်းတကားရဲ့အာယုံခံစနစ်ကစပင်အပိုင်းစားတွေကိုမှားပြီးတော့အာယုံခံမိတာဖြစ်နိုင်တယ်လို့စဉ်းစားမိခဲ့တာပေါ့ဒီအချက်ကလည်းဖြစ်နိုင်ခြေရှိပါတယ်ဒါပေမဲ့စဉ်းစားစရာတစ်ခုကဘာလို့ညာဘ က်ရောက်မှတကားကပွင့်နေတာလေဆိုတာပါပဲတကယ်လို့သပေးမွှေးလေးတွေကညက်ပြီးတကားမှပွင့်နေမယ်ဆိုရင်တော့ညဘက်တစ်ချိန်နဲ့ကွက်ဖြစ်နေတာကတော့မဟုတ်သေးဘူးသပေးညက်ဆိုင်ပိုင်ရှင်ကလည်းနောက်ထပ်တစ်မျိုးထပ်ပြီးစဉ်းစားပြန်ပါအောင်ဒီအနာပဝင်းချင်းကသစိန်တယောက်လူကပဲသူ့ဆိုင်ကိုလူတွေမလောင်လို့တမင်နှောက်ရှက်နေတာများလားဆိုပြီးတွေးပါတယ်သူမတန်တရားဖြစ်နေတဲ့လူတယောက်လည်းရှိတာကြောင့်စုံစမ်းကြည့်လိုက်တဲ့အခါမှာဒီအချက်လည်းဟုတ်မနေပြန်ပါဘူးနောက်ထပ်ကောင်းလေးတယောက်ကလည်းညဘက်မှပဲဖြစ်တယ်ဆိုတော့မိသီးတွေရဲ့အလင်းရောင်ကြောက်များလားဆိုပြီးတွေးပြန်ပါတယ်မိအလင်းရောင်ကြီးအကြောင်းတကား ားရဲ့အာယုံခံစနစ်ရှုပ်ထွေသွားပြီးတော့မကြာခဏပွင့်နေတာဖြစ်နိုင်တယ်ဆိုတဲ့ဒီအချက်ကလည်းထဲသွင်းစဉ်းစားစရာပါပဲ။ဒါကိုပိုသေးချောင်လို့မိတွေအလုံးကိုပိတ်ပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့ဒုံရင်းကဒုံရင်းပါပဲ။မိတွေပိတ်လိုက်တာတော့တကားကပွင့်နေတုံးပါပဲ။ဒီလိုနဲ့နောက်ဆုံးမှာတော့စိုင်ပိုင်ရှင်လေလျှက်စစ်ကျွမ်းကျင်တဲ့ပညာရှင်တွေကိုပါခေါ်ယူပြီးတော့အဖြေကိုမရရအောင်ရှာဖို့အတွက်စူးစမ်းပါတော့တယ်။ပညာရှင်တွေကတကားစနစ်တွေအလုံးကိုတိကျစစ်ဆေးလိုက်ပြီးတော့ညဘက်မိုးချုပ်တဲ့အထိထိုင်ဆောင်ပြီးအဖြေရှာပေမဲ့အကြောင်းရင်းမှန်ကိုမတွေ့ရှိနိုင်ခဲ့ပါဘူး။ သူဒီအလုံးလုံးလာတာနှစ်ပေါင်း30ကျော်သွားခဲ့ပါပြီ။ဒါပေမဲ့ဒီလိုမျိုးကိုတော့တခါမှမကြုံခဲ့ဘူးလို့ဆိုပါတယ်။ဒါဆိုရင်ဖြစ်နိုင်တာကတခုပဲရှိပါတော့တယ်။အဲ့ဒါကတော့သူမရဲ့ဆိုင်ကိုတရေတကောင်ကနှောက်ရှက်နေတာပဲဖြစ်မှာပါ။ဆိုင်ရှင်ကလည်းအတော်လေးကိုအကြိုက်ရိုက်နေပါပြီ။တကားတစ်ချက်လုံးကိုတစ်ကားနေစပြီးတော့ပြန်လဲမယ်ဆိုရင်တော့နောက်ထပ်တစ်ခါမဖြစ်နိုင်တော့ဘူးလို့ဘသူမှအမမခံနိုင်ကြပါဘူး။နောက်ဆုံးမှရတော့ရင်တော့ဆိုင်တစ်ဆိုင်လုံးကိုရောင်းချပြီးအခြားနေရာပြောင်းဖွင့်မှပဲရတော့မယ့်အနေထားမှာရှိပါတယ်။ကဲဒါဆိုရင်အဖြေကဘာဖြစ်မလဲဆိုတာခံမှန်းခဲ့ကြအောင်နော်။အားလုံးက ျေးဇူးတင်ပါတယ်။နေ့ရက်တိုင်း